မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ29ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်စခန်းသိတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ဟာခါထန်တလန်မြို့နယ်ကြားကန်တလန်ဒေသမှာရှိတဲ့စစ်ကောင်စီတပ်စခန်းအပါအဝင်စခန်းတချို့ကိုချင်းပြည်ကောင်စီချင်းပြည်အစိုးရကာကွယ်တပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ28ရက်နေ့စီရဲအခြေအနေကိုမေးမြန်းကြည့်ရမှာဟာခါမြို့ပေါ်မှာတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့၎င်းကပြောပါတယ်။ကန်တောင်ပေါ့ဒေသဘာသာစကားနဲ့ဆိုရင်ကန်တလန်လို့ခေါ်တယ်။အဲ့ဒီမှာရှိတဲ့စစ်ကောင်စီယာယီစခန်းကို ချင်းပြည်အစိုးရတပ်ဘက်ကတိမ့်ပိုင်နိုင်ခဲ့တယ်။ PN စစ်ကောင်စီတွေနေရာယူထားတဲ့ရဲဦးထမ်းလို့ခေါ်တယ်။အဲ့ဒါလည်းတိမ့်ပိုင်နိုင်ခဲ့တယ်။နှစ်နေရာပေါ့ဟာခါနဲ့နီးစပ်တယ်။ဟာခါထန်တလန်ဂျားတော့ဖြစ်တယ်။အဲ့ဒီဘက်ကနှစ်နေရာကိုကျွန်တော်တို့ချင်းပြည်တပ်တွေတိမ့်ပိုင်နိုင်ခဲ့တာပါလို့ချင်းသတင်းအရင်းတွေကပြောဆိုထားပါတယ်။ဒါအပြင်ထန်တလန်မြို့မှာလည်းတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ကောင်စီကလေကြောင်းကနေရိတ်ခါခဲရန်ဖြည့်တင်းမှုတွေရှိနေတယ်လို့ပြောဆိုထားပါတယ်။အော်တိုဘာလ28ရက်နေ့မှာထန်တလန်မြို့မှာရှိတဲ့စစ်ကောင်စီလက်ကျန်တပ်ဖွဲ့များထံကိုရိတ်ခါခဲရန်များ white trout လေးရင်နဲ့ဖြည့်တင်းမှုရှိနေတယ်လို့သတင်းရင်းမြစ်ကပြောပါတယ်။ထန်တလန်ကတော့တိုက်ပွဲအကြီးငယ်ရှိပါတယ်။စစ်ကောင်စီကလည်းသူတို့တပ်ကုန်းပြန်လဲရရှိဖို့အတွက်ထိုးစစ်ဆင်နေတာတွေရှိပါတယ်။ကျွန်တော်တို့ဘက်ကလည်းခုခံရတာဆိုတော့တိုက်ပွဲတွေရှိနေပါတယ်လို့ချင်းသတင်းရင်းမြစ်ကပြောပါတယ်။ချင်းမျိုးသားတပ်မတော် CNA ချင်းဒေသကာကွယ်ရေးတပ် CDF တပ်များစုဖွဲ့ထားတဲ့ချင်းပြည်ကောင်စီတပ်ပေါင်းစုဟာ ထန်တလန်မြို့သိမ့်ပိုက်ရေးဇူလိုင်လကတည်းကထိုးစစ်ဆင်နေခြင်းဖြစ်ပြီးတော့စစ်ကောင်စီဘက်ကလည်းဆုံရှုံထားတဲ့တပ်စခန်းများပြန်လည်ရရှိရေးအတွက်အင်အားဖြည့်ပြီးတော့ထိုးစစ်ဆင်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကော့ပရိတ်မြို့အနီးမှာအခုရက်ပိုင်းအတွင်းစစ်ကောင်စီရဲ့အောင်စေရစစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တွေကြားမှာတိုက်ပွဲတွေပြင်းထန်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ29ရက်နေ့ကမြရီကော့ပရိတ်ဒေါနာတောင်ပေါ်လမ်းဟောင်းရန်ကုန်ကြီးရွာအနီးတဝိုက်မှာစစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေကြားတနေ့ကုန်နီးပါးတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ရန်ကုန်မိချောင်းအင်းတဝိုက်ပေါ်လမ်းဟောင်းဘက်ချမ်းပေါ်လို့တိုက်ပွဲဖြစ်ပွားရာနေရာကိုကရင်စီရေးသတင်းရင်းမြစ်ကပြောပြခဲ့ပါတယ်။အော်တိုဘာလ26ရက်နေ့ကလည်းမြရီကော့ပရိတ်အာရှလမ်းပိုင်း And he am a. ဖြစ်ွေတိုက်ပွဲဖြစ်ပြီးတော့လက်နက်ခဲယမ်းတချို့ကိုတင်းစီရမိခဲ့တယ်လို့ PDF တောင်ပိုင်းစစ်ဒေသပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။ကော့ကရိန်မျိုးတဝိုက်မှာတိုက်ပွဲတွေကနေတိုင်းနေပါဖြစ်ပွားနေတယ်လို့ပူပေါင်းတပ်ဖွဲ့အဖွဲ့ဝင်ငကားဖြူတပ်ခွဲနှစ်ကတာဝန်ရှိသူတို့ကပြောပါတယ်။မနေ့ကအော်တိုဘားလ28ရက်နေ့ကလည်းတိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ကော့ကရိန်မျိုးအနီးနဲ့အာရှလမ်းမကြီးမှာရောက်ရှိနေတဲ့အောင်စရာစစ်ကြောင်းမှာစစ်မှုရန်တင်တန်းစစ်တပ်သားတွေပါဝင်ပြီးတော့ဖက်အန်နဘူးဂျုံတုံးမျိုးကနေတစင်းအင်အားဖြည့်တင်းပို့နေတယ်လို့သိရပါတယ်။ကော့ကရိန်မျိုးအနီးဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်မျိုးရဲကို လက်နက်ကြီးကြီးတွေကြားရောက်ပြီးတော့ဒေသခံပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ဒေသခံသတင်းရင်းတွေကအတည်ပြုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းရောရခိုင်ပြည်နယ်အမ်းမြုံမှာရှိတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့နေပြည်တော်စီရုံးချုပ်တို့ကြားမှာဆက်သွယ်မှုများပြတ်တောက်နေပြီးတော့အမ်းမြုံမှာရှိတဲ့ဒေသခံပြည်သူများနဲ့လည်းဖုန်းလိုက်အဆက်အသွယ်များမရရှိတော့ဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဝါလာ29ရက်နေ့ညပိုင်းကစတင်ပြီးတော့အမ်းမြုံမှာရှိတဲ့ပြည်သူများတရင်တပ်ဖွဲ့များတပ်မိသားစုဝင်များနဲ့ဆက်သွယ်မှုများခက်ခဲလာပြီးတော့မနေ့ကအော်တိုဝါလာ28ရက်နေ့တရက်လုံးဆက်သွယ်လို့မရတော့ကြောင်းတပ်မိသားစုဝင်တချို့ကပြောဆိုထားပါတယ်။ အဲ့ဒါဆက်သွေးရေးဆက်တွေဖုန်းလိုင်းတွေပါပြတ်နေတာကျွန်တော်တို့ကတော့တက်တွင်းသတင်းမြေအရာဒီကောင်လေးကပြေးတာမြန်တယ်လေသူတို့တွေဆက်သွယ်မှုပြတ်တောက်သွားပြီအနောက်ပိုင်းတိုင်းစက်တာနာချုပ်နဘခနဲ့နေပြည်တော်စေယုံချုပ်နဲ့ဆက်သွယ်မှုတွေပြတ်တောက်သွားပြီလုံးဝအဆက်အသွယ်မရတော့ဘူးဆိုတာကိုကြည့်ပြီးတော့ကျွန်တော်တို့ကအတိပြုရခြင်းဖြစ်ပါတယ်လို့ CDM ဗိုလ်ကြီးဇင်ရော်ကပြောဆိုထားပါတယ်ရန်ကုန်အခြေစိုက်တပ်မိသားစုဝင်တအုပ်ကတော့အော်တိုဘားလ25ရက်နေ့အထိအမ်းမြုပ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းမှာရှိတယ်၎င်းတို့ရဲ့တားဖြတ်သူတက်ကြွကြီးစရေးနဲ့အဆက်အသွယ်ရရှိကြောင်းပြောဆိုထားပါတယ် အော်တိုဘာလ26ရက်နေ့မှာစက်တွေရေးတွေခက်ခဲခဲ့ပြီးတော့အော်တိုဘာလ28ရက်နေ့မှာတော့လုံးဝစက်တွေလို့မရတော့ကြောင်းပြောဆိုထားပါတယ်။ပြင်ပမှာအမ်းမှာရှိတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကြာဆုံးပြီဆိုတဲ့သတင်းများတက်နေတဲ့အတွက်နေပြည်တော်မှာရှိတဲ့တက်အရာရှိကြီးတချို့ထားကိုစက်တွေမေးမြန်းကြည့်ရမှာမှတ်ချက်ပေးခြင်းမရှိဘူးလို့ပြောဆိုထားပါတယ်။နေပြည်တော်စစ်တပ်သတင်းအမြင့်တစ်ခုကတော့အမ်းမြို့မှာရှိတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာအေအေရဲ့အဝိုင်းခံထားရတာဟာကြာမြင့်ခဲ့ပြီဖြစ်ပြီးတော့လက်ရှိနောက်ဆုံးအခြေအနေကိုပြောရန်ခက်ခဲနေတယ်လို့သိရပါတယ်။ ဆက်သွယ်ရေးပြတ်တောက်ယုံနေတော့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကြာသွားပြီလို့ပြောဆိုပြိမရနိုင်ကြောင်းပြောဆိုထားပါတယ်အနာပါခအတိုက်ခံနေရတာလာပိုင်းတော့ရောက်တော့မယ်အဝိုင်းခံအတိုက်ခံနေရတာရက်ကကြာနေပြီဒါပေမဲ့ဆက်သွယ်ရေးပြတ်တော့ယုံနေတော့နာပါခကြပြီလို့ပြောလို့မရနိုင်သေးဘူးကျွန်တော်တို့တီးရတဲ့လောက်ကတော့အမ်ဘက်ကိုမနေ့ကညပိုင်းအထိလေတောင်းပြစ်ကူတွေတွားနေတဲ့အစီစဉ်ဇရားတွေရှိနေသေးတယ်လို့တက်တရင်ရင်းမြစ်တစ်ခုကပြောဆိုထားပါတယ်လက်ရှိရခိုင်ပြည်အခြေဆိုင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဘိုးချုပ်ကျော်စွာဦးဟာ အမ်းမြို့မှာရှိတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာရှိမနေပဲစစ်တွေမြို့မှာသာရှိနေတယ်လို့သိရပါဗျ။စစ်ကောင်စီလက်အောက်ခံရဲခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များအားလုံးလည်းစစ်တွေမြို့မှာသာရှိနေကြောင်းနေပြည်တော်စစ်တပ်တရင်အရင်မြစ်ကဆက်လက်ပြီးတော့အတိအပြုပြောဆိုထားပါဗျ။ဝင်းကြီးချုပ်ဦးထိန်လင်းရောတိုင်းမူရောကစစ်တွေမှာပဲရှိနေတာပါ။ အဲမှာတိုင်းမှုမရှိပါဘူးလို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။မနေ့ကအော်တိုဘာလ28ရက်နေ့မွန်လွဲပိုင်းကစတင်ပြီးတော့ရခိုင်ပြည်နယ်အမ်းမြုံမှာရှိတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုအေအေကသိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းများကြဲကြဲပြန့်ပြန့်ထွက်ပေါ်လာခဲ့တော့လေအေအေဘက်ကတော့တစုံတရာအတီးပြုတ်ထောက်ပြန်ခြင်းမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ဟာခါမြို့မှာမနေ့ကအော်တိုဘားလ28ရက်နေ့မနက်ပိုင်းကစစ်ကောင်စီတပ်ကပြစ်ခတ်လိုက်တဲ့လက်နက်အကြီးကြီးကြက်ရောက်ပောက်ကွဲပြီးတော့ဒေသခံအမျိုးသမီး3ဦးနဲ့အမျိုးသား2ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဟာခါမြို့ရုံးတောင်အခြေဆိုင်စစ်ကောင်စီတပ်ကပြစ်ခတ်လိုက်တဲ့လက်နက်အကြီးကြီးဟာမြို့သစ်ရက်ကွက်မှာကြက်ရောက်ပောက်ကွဲခဲ့ပြီးတော့တပ်ကြီးရွယ်ကိုဇနီးမောင်နှံ2ဦးအမျိုးသမီး2ဦးမိန်းကလေးငယ်2ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။အော်တိုဘားလ28ရက်နေ့မှာဟာခါမြို့ပြင်ရုံးတုတ်တန်ဂုံးမှာရှိ ိတယ်စစ်ကောင်စီအဖွဲ့ဝင်တွေကိုဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကဝင်ရောက်ပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်မှုကြောင့်တုတ်တန်ကုန်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမြို့ထဲကိုဆုတ်ခွာသွားပြီးတော့လက်နက်ကြီးတွေနဲ့ရန်တပ်ပစ်ခတ်ရာကနေအရတား၄ဦးကိုထိခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ဟာခါမြို့ပြင်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာ နှစ်ဖက်ထိခိုက်မှုတွေရှိတယ်လို့တော်လိုင်းရေးသတင်းအေးမေကပြောပါတယ်။မနေ့ကမန္တလေးပိုင်းတုတ်တန်ကုန်းကနေစုတ်ခွာသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာတဖန်ပြန်ပြီးတော့ထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်နထိုးကြီးမြို့မှာရဲစခန်းအတွင်တပ်ဆွဲထားတဲ့စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်လင်မယားနောက်ဦးထိမှန်ပြီးတော့အမျိုးသမီးဖြစ်သူဟာပွဲချင်းပြီးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘလာ28ရက်နေ့ညနေ9:50မိနစ်အချိန်မှာနထိုးကြီးမြို့မှာရဲစခန်းအတွင်ကအကြမ်းဖက်စစ်သားရဲများကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကြီးနဲ့သုံးလုံးရန်တမ်းပစ်ခတ်ခဲ့ရာနထိုးကြီးမြို့တောင်ဘက်မှာရှိတဲ့ထဏောင်းပင်လေးခြေရွာမှာရှိတဲ့အကျော်ဆိုင်ပေါ်ကိုတဲ့တဲ့ကြောက်ရောက်ပေါက်ကွဲပြီးလင်မယားနောက်ဦးလ က်နဲ့ကြီးစားထိမှန်တရားရရှိကအမျိုးသမီးဖြစ်သူဟာပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါဗါးအခုလဲရဲစခန်းထဲမှာတနက်တွေပြစ်ဖောက်နေတယ်ညနေကပြစ်တာကလူထိခိုက်မှုမရှိဘူးညနေကလဲတနက်တွေပြစ်ဖောက်ပြီးတော့လက်နဲ့ကြီးနဲ့ရမ်းထုနေတာဘာတိုက်ပွဲမှမရှိပါဘူးမနေ့ကည9:50မိနစ်မှာပြစ်တာကနထိုးကြီးတောင်ဘက်အချောဆိုင်တဲပေါ်ကိုတဲ့တဲချတာလင်မယားနှစ်ယောက်ထိတယ်အမျိုးသမီးဖြစ်သူကတေသွားတယ်ယောက်ျားဖြစ်သူကတော့မသေးဘူးဒဏ်ရာတော့အပြင်းထန်ရသွားတယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောဆိုထားပါတယ်အလားတူပဲ မနေ့ကညနေ6:50မိနစ်အချိန်ကလည်းနတိုးကြီးမြို့ကရဲစခန်းအတွင်းကနေပြီးတော့အကြမ်းဖက်စစ်သားနဲ့ရဲများကလက်နက်ကြီးနဲ့၃လုံးရန်တမ်းပစ်ခတ်ခဲ့ရာလက်နက်ကြီးတစ်လုံးဟာနတိုးကြီးမြို့အမတ်တေရက်ကွာအတွင်းကိုကျရောက်ပောက်ကွဲခဲ့ပြီးတော့ကျန်တဲ့နှလုံးကတော့မြို့ရဲ့တောင်ဘက်မှာကျရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။၎င်းပစ်ခတ်တိုက်ခိုက်မှုအတွင်းမှာထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်ပြည်မနာနဲ့ AOD တိုင်းအိမ်မဲမြို့နယ်တို့မှာလာမယ့်နိုဝင်ဘာလမှာဖွင့်လှစ်မယ်စစ်မှုရန်အပတ်စဉ်9ရက်ကိုအကြောင်းပြုပြီးတော့ ငွေကြေးများအတင်းကျပ်တောင်းခံနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်ပြည်မနာမြို့နယ်တစ်တွန်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုဝင်းဘူကစစ်မှုထမ်းအပတ်စဉ်ခုနှစ်မှာတာဝန်ထမ်းဆောင်မဲ့တပ်သားတဲ့စစ်မှုထမ်းများကိုထောက်ပံ့ရန်အတွက်ဆိုပြီးတော့အင်တော်စုတစုကိုငွေကျပ်3000ပေးရမယ်ဆိုပြီးတော့တောင်းခံလာတယ်လို့သိရပါတယ်။လစဉ်လတိုင်းတောင်းခံတဲ့ငွေကြေးပမာဏဟာတဖြည်းဖြည်းနဲ့များပြားလာနေတယ်လို့ဒေသခံပြည်သူများကပြောဆိုထားပါတယ်။လစဉ်လတိုင်းလကုံရက်ဆိုတာနဲ့စစ်မှုထမ်းတပ်သားတဲ့တွေအတွက်ဆိုပြီးတော့ငွေညစ်ခံနေရပါတယ်။တိုင်ရင်ကိုငွေကျပ်3000မဖြစ်မနေပေးရမယ်။

သူကစစ်တပ်နဲ့အဲ့ဒီငွေတွေကိုခွဲဝေပြီးယူနေတာပြင်မနာမြို့နယ်တစ်တော်ချိပါအုပ်စုမှာရွာပေါင်း၁၁ရွာရှိတယ်လူဦးရေ900နဲ့အင်ဂျီ300လောက်ရှိပါတယ်ကျွန်တော်တို့ချိပါအုပ်စုကတောင်တန်းဒေသလိုဖြစ်နေတာပါလာစင်လာတိုင်းငွေကောက်နေတာမပေးလို့ကလည်းမရဘူးလူတွေမှာစားစရာမရှိရင်တောင်မှလာစင်အုပ်ချုပ်ရေးမှုတောင်းတဲ့ငွေကိုမရှိရှိအောင်မရရအောင်ရှာနေရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အလားတူပဲအေယာဝတီတိုင်းအိမ်မဲမြို့နယ်ရွှေဘုံရေကျော်ချိပါမွေးချောင်းချိပါစိုက်ပျိုးချိပါတို့မှာလည်းစစ်မှုမထမ်းရရေးအတွက်ဆိုပြီးတော့တ ယ်ရင်ကိုငွေကျပ်9000တုံးနဲ့ကျေးရွာအုပ်ချုပ်ရေးမှုစိုးကြီးကကောက်ခံလျက်ရှိတယ်လို့သိရပါဗျ။ယာယိမ်မှုကြော်စိုးဦးဆိုသူကလည်းအုပ်ချုပ်ရေးမှုနဲ့ပေါင်းပြီးတော့ငွေချောင်းကျေးရွာမှာရှိတဲ့ပြည်သူများထံကနေပြီးတော့ငွေကြေးများချိတ်ချောက်တောင်းခံနေတယ်လို့သိရပါဗျ။ယာယိမ်မှုကြော်စိုးဦးကရက်ရောင်းတယ်စစ်မှုမထမ်းခြင်းရင်တရင်ကိုငွေ9000ဆိုပြီးတော့လိုက်တောင်းတယ်ပြီးတော့တချို့ရွာကကလေးတွေဆိုရင်လဲပေါ်တာဆွဲခံရတယ်လို့လို့အဖမ်းခံရတယ်လို့လို့နဲ့တတ်သေးရောက်သွားတာတွေလည်းရှိတယ် ဒီအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကတိုင်းကိုငွေ9000ကောက်ပြီးတော့ဘာတွေသုံးပြလိုက်လဲမသိဘူးလို့ဒေသခံပြည်သူတအူးကပြောဆိုထားပါတယ်အလားတူပဲပြည်မျိုးမော်စာအုပ်ချုပ်ရေးမှုအေးထွန်းဟာပို့ပြီးတော့တော့မှအခြေအနေဆိုးရလာပြီးငွေကြေးကောက်ခံမှုတွေမကတော့ပဲနဲ့ရာဇဝတ်မှုများပြည်သူများကိုခေါ်ယူပြီးတော့အနိုင်ကျင့်နှိပ်စက်မှုများအလို့ဆိုးရလာနေတယ်လို့သိရပါတယ်ပြည်မျိုးမော်စာအုပ်စုအုပ်ကြီးအေးထွန်းကစစ်သားတွေသူ့ရဲ့နောက်လိုက်ခွေးတွေနဲ့ဂျင်းဝိုင်းဖဲဝိုင်းတွေပြည်တစားတွေမရငယ်တွေနဲ့ပျော်မြူးလိုက်ပြည်သူတွေစီကစက်ကြီးတွေတအားကောက်တယ် လှုပ်ရှားတာတွေအများများတယ်သူနဲ့ share လုပ်တဲ့ကြက်ဖော့ပါတီဝင်စိန်ထုံးနဲ့အုတ်ရိုက်ဆက်တွေထောင်ပြီးတော့စီးပွားရေးလုပ်တယ်လူငယ်တွေကိုမထင်မထင်သလိုရက်ွက်ယုံနဲ့ခေါ်ပြီးတော့ရိုက်နှက်တယ်သူခိုင်းတာကိုမလုပ်ရင်စစ်မှုထမ်းနဲ့ထဲ့မယ်ဆိုပြီးတော့ချင်းချောက်တယ်ရာဇဝတ်မှုဘောင်းဆောင်လှုပ်လာတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းတရေရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ